ခொနေသားသမီးအားလုံးမင်္ဂလာပေါင်းနဲ့ပြည့်စုံကြပါစေ။ဒီမှာရွေရပင် channel မှာပြန်လည်လို့ကြိုဆိုလိုက်ပါရစေ။ဒီမှာတော့ခொနေသားသမီးများကြိုတင်ချိန်ဆနိုင်ရန်အတွက်ဆရာကြီးဇင်ယောနေမှာဟောကြားထားသော2025ခုနှစ်နိုဝင်ဘာလ19ရက်နေ့မှ25ရက်နေ့အထိ တပတ်စာဂျန်ပြုဟော့စတန်ကိုပြည့်ပြည့်စုံစုံဖတ်ကြားပေးထားပါတယ်။အစည်းအဝေးလေးမစခင်မှာတဦးစေတနာတဦးမြတ်သားဆိုသလိုစကရိုင်းလေးနေပြီးခဲ့ဖို့တောင်းဆိုပါရစေ။အစ်စ်တနိုင်းတေအောင်လဲဘေးနားခေါင်းလောင်းလေးကိုလည်းနှိတ်ထားပေးခဲ့ဖို့မမေ့ပါနော်။ တနင်္ဂနွေသံသမီးများတွင်တပတ်စာဟောစတန်ဒီရက်တွေတို့မှာဗာမစိုးသတိရှိဖို့အရေးကြီးပါတယ်အလုတ်ကိစ္စငွေကိစ္စတွေမှာအဆုံးရှုံးတွေများတဲ့တေချာစီစဉ်ထားတဲ့ကိစ္စတွေလွဲချော်ကုန်တတ်ပါတယ်အရေးကြီးတဲ့စာရွက်စာတမ်းများဂယုဆိုင်ပါမတော်တဆဘေးအန္တရာယ်သတိပြုပါငွေဆုံးကြွေးတဲ့တခုမီ အပူလောင်ဂယုပြုပါကြီးကဲသူတွေနဲ့စေတဘောကွဲလဲတာစင်ညစ်ဆရာဧည့်သည်ရောက်လာတာမျက်မှန်နဲ့လူကဒုက္ခပေးတာအချေးအိမ်တော်ကြီးမှာဘေးကဝင်ရှုပ်လာတာမျိုးတွေကြုံရတတ်ပါတယ်အလူမင်္ဂလာတစ်ခုကို အကြောင်းပြုပြီးစိတ်ညစ်ရတဲ့တဲ့ပညာရေးကိစ္စသင်တန်းကိစ္စတွေမှာမတင်မကျဖြစ်ပြီးအောင်မြင်မယ်ရာထူးတိုးမဲပေါက်တယ်လို့ကန်ထိုးရပါတယ်အဖို့ရန်ပစ္စည်းအဝယ်ရောင်းကိစ္စတွေအောင်မြင်မယ်နေရာထိုင်ခင်းကိစ္စအစောက်ဦးကိစ္စအောင်မြင်ပါလိမ့်မယ်အောက်လေငယ်သားတွေအတွက်ဝမ်းမြောက်ကြည်ညိုရလိမ့်မယ်နှစ်ရှည်လာများခံစားနေရတဲ့ယောဂဝိညာဉ်တစ်ခုကတော့ပျောက်မှန်းမသိပျောက်သွားမယ်အကျိုးပေးကံကောင်းစေသောကဏ္ဍများမှာတစ်တုံညာကဏ္ဍများဖြစ်ပါတယ်ရရရလိုအပ်နေသူများကိုအဝတ်ထည်ဒါနပြုပါလေတနင်္ဂနွေသားသမီးများလုံးကိုစိတ်နှပြ ျမ်းမာချမ်းသာကြပြီးကံညာဝရိယသုံးချက်လုံးအားကောင်းအောင်ကျိုးပန်းတော်မူနိုင်ကြပါစေ။တနင်္ဂနွေသားသမီးများတွေတိုက်ဆိုင်မှန်ကမာကကွန်မန့်မှာတစ်ခုရေးပေးခဲ့ပြီးအခြားသူများလည်းသိနိုင်ဖို့အတွက်မျှဝေပေးခဲ့နော်။မိတ်ဆွေတို့ရဲ့ကကတွေကိုဆရာဇင်ယောနီနဲ့ဗီဒီယိုမင်းမြန်ဆွေးနွေးတိုင်ပင်လုပ်တဲ့အခါ၃၉၈၉လေးကိုတလေးလေးတလေးတူဘိုင်ဘာမှာတဲ့ဆက်သွဲမင်းမြန်နိုင်ပါတယ်။ တနင်္လာသားသမီးများအတွေ့တပတ်စာဟော့စတန်ဒီရီတွေတွင်မှထူးထူးခြားခြားအောင်မြင်မှုတွေကြုံလာမယ်။နာမည်ကောင်းသတင်းတိုးတက်တာ၊ဂျာရုတက်တာလုပ်ငန်းတိုးချဲ့နိုင်တာမျိုးတွေကြုံရတတ်ပါတယ်။လျှက်စစ်ပစ္စည်းတွေဝင်လာမယ်။လျှက်စစ်နဲ့ပတ်သက်လို့ပြင်ဆင်မွေးမြန်ရတာတွေလုပ်ရတတ်ပါတယ်။အခြားခြားသောအဖို့ရန်ပစ္စည်းတွေပြတ်တက်ပျောက်တတ်ပါတယ်။ကိုယ့်ရဲ့လူမှုရေးစီးပွားရေးအလုပ်ကိစ္စတွေမှာမိမတယောက်ဝင်ရှုပ်လာတတ်ပါတယ်။အခြေရေးအိမ်ဆောင်ရေးမှာစိတ်တော်ကွဲလဲမှုတွေပြေလည်သွားမယ်။ကွဲကွာနေတဲ့မိတ်ဆွေမောင်နှမတွေနဲ့အမတ်မတင်ပြန်ဆောင်မယ်။ အလုံနေရာအိမ်နေရာကောင်းသောပြင်ဆင်ပြောင်းရွှေ့မှုတွေကြုံရတာပါတယ်အိမ်သူအိမ်သားတွေကထိပေါက်တာအလူမင်္ဂလာကိစ္စစီစဉ်ရတာကျန်းမာရေးအတွက်ငွေကုန်များတာတွေကြုံရတာပါတယ်တစုံတစ်ယောက်ရဲ့မစင်မကျင်မိုင်မဲမှုကြောင့်ကို့မှာထိခိုက်နေနာတာပါတယ်ကံကောင်းနေသောကဏ္ဍများမှာနှစ်ကိုကဏ္ဍများဖြစ်ပါတယ်ရရရလိုအပ်နေသူကိုငွေကိုကဏ္ဍဒါနပြု၍စုတောင်းလိုက်ပါလေဒန်နယ်လာသားသမီးများအလုံးကိုစိတ်နှဖျန်းကျန်းမာချမ်းသာကြပြီးကံညာဝရိယအသုံးချက်လုံးအကောင်းအောင်ကြိုးပမ်းတော်မူနိုင်ကြပါစေဒန်နယ်လာသားသမီးများတို့တိုက် ဆိုင်မန်ကမကကွန်မန့်မှာတခု ရေးပေးခဲ့ပြီးအခြားသူများလည်းသိနိုင်ဖို့အတွက်မျှဝေပေးခဲ့နော်မိတ်ဆွေတို့ရဲ့ကကဲတွေကိုဆရာစင်အောင်နေနဲ့ဗီလီမီမြန်ဆွေးနွေးတိုင်ပင်လုပ်တဲ့အခါ၃ညကို၈ကိုလေးကိုတလေးလေးတလေးတူဘိုင်ဘာမတဲ့ဆက်သွဲမေးမြန်းနိုင်ပါတယ် အင်္ဂါသာသမီများတွေတပတ်စာဝေါ်စတန်ဒီရတွင်တွင်မှာအထင်းငော့အနောက်ရှက်တွေးများနေမယ်တမင်ရန်စအနောက်ရှက်တာဖြက်လို့ဖြက်စီလောက်တာတွေခံရတာပါတယ်သူတို့ဘပြဿနာကခုပြဿနာဖြစ်သွားတတ်တာတတိပြုပါအထူးသဖြင့်မျက်နှာချောင်းနာကန်နာကလူတွေကိုတတိထားပါမိသားစုအတွင်းမှာဘေးစကားကြောင့်တွေးကြွေးရတာပါတယ်ခက်ခဲကြံ့ကြာနေတဲ့အယောင်ဝယ်ကိစ္စတွေကတော့အဆင်ပြေသွားမယ်ကုံရောက်နာကုံဝယ်တာကုံလောင်နာတွေအကျိုးမြတ်များမဲ့အချိန်ပါပဲရဝေးကဆွေမျိုးမိတ်ဆွေတွေကအကူအညီလာကြလိမ့်မယ်ပညာရေးကိစ္စ ္စသင်တန်းကိစ္စမရေမရာဖြစ်တတ်ပါတယ်။စီဝါရေးလုပ်ငန်းတွေမှာဘာအခက်အခဲပဲကြုံကြုံဇွေတင်းဖီဖီလှုပ်သွားတယ်မှာလေ။ငွေဆုံးတာပျောက်တာဖြစ်တတ်ပါတယ်။ချစ်သူတို့အိမ်ောင်ဘက်တို့သဘောမတူတဲ့ကိစ္စကိုလှုပ်ရတတ်ပါတယ်။ကံကောင်းနေသောကဏ္ဍများမှာတစ်ရှိကဏ္ဍများဖြစ်ပါတယ်။ရရရလိုအပ်နေသူများကိုချီးသို့မဟုတ်အနတ်ဒါနပြု၍စုတောင်းလိုက်ပါလေ။အင်္ဂါအသားသမီးများလုံးကိုစိတ်နှပြကြမ်းမှချမ်းသာကြပြီးကံညာဝရိယအသုံးချလုံးအောင်ကျိုးပန်းတော်မူနိုင်ကြပါစေ။အင်္ဂါအသားသမီးများတွေတိုက်ဆိုင်မင်္ဂမကကွန်မန့်မှာတစ်ခု ရေးပေးခဲ့ပြီးအခြားသူများလည်းသိနိုင်ဖို့အတွက်မျှဝေပေးခဲ့နော်မိတ်ဆွေတို့ရဲ့ကကဲတွေကိုဆရာဇင်ယောနီနဲ့ဗီဒီမင်းမြန်ဆွေးနွေးတိုင်ပင်လို့တဲ့အခါ၃ညကို၈ကိုလေးကိုတလေးလေးတလေးတူဘိုင်ပါမတဲ့ဆက်သွဲမင်းမြန်နိုင်ပါတယ် ဘရူနာသမီးများအတွေ့တပတ်စာဟော့စတန်ဒီရက်တွေအတွင်းမှာသတင်းကောင်းဧည့်သည်ကောင်းတွေရောက်လာမယ်အောက်လငယ်သားတွေအတွက်ဝန်သားစရာကြုံလာမယ်ပြဿနာဖြစ်နေသူတွေနဲ့ပြန်ပြီးအဆင်ပြေသွားမယ်စော်ကားခဲ့ကြသူတွေက ပြန်ပြီးတောင်းပန်လာကြလိမ့်မယ်အခြေရေးအိမ်တော်ရေးမှာဝန်သားကြီးနိုးစရာတွေကြုံရမယ်ကောင်းသောခီးတွေတော့တာပါတယ်ငွေကြေးရေးအင်မတန်စိတ်ချမ်းသာရမယ်မထင်မတဲ့နေရာကငွေတွေအများကြီးဝင်လာမယ်မိမကြီးတယောက်စီကအကူအညီကောင်းတွေရတာပါတယ်အလုံးနှမျိုးဝင်ငွေနှမျိုးဖြစ်လာမယ်ချီပေါက်တာပါတယ် တယ်ပစ္စည်းရောင်းဝယ်မှားတတ်တယ်မိတ်ဆွေရင်းတွေကအိမ်နွေးပြဿနာမှာပါဝင်ဖြေရှင်းပေးရတတ်တယ်ဆရာသမားကြီးကဲသူတွေရဲ့ကျမကြီးကိုပြယူဆိုင်ပါ6ခါတရေပြူပါဆက်ကိစ္စစာချုပ်စာတမ်းကိစ္စဆက်တူကိစ္စတွေစိတ်ရှုပ်ရတတ်ပါတယ်ကံကောင်းစဉ်သောကဏ္ဍများမှာခွင့်တက်ကဏ္ဍများဖြစ်ပါတယ်ရရရလိုအပ်နေသူများကိုစံဒါနပြု၍စုတောင်းလိုက်ပါလေဘုရူသားသမီးများလုံးကိုစိတ်နှပြကျမ်းမာချမ်းသာကြပြီးကံညာဝရိယသုံးချက်လုံးအောင်ကျိုးပန်းတော်မူနိုင်ကြပါစေဘုရူသားသမီးများတွေတိုက်ဆိုင်မင်္ဂလာမှာကွယ်မံ့ပါ တစ်ခုရေးပေးခဲ့ပြီးအခြားသူများလည်းသိနိုင်ဖို့အတွက်မျှဝေပေးခဲ့နော်မိတ်ဆွေတို့ရဲ့ကကတွေကိုဆရာစင်ယောနီနဲ့ဗီဒီမီမန်ဆွေးနွေးတိုင်မဲ့လို့တဲ့အခါ၃ညကို၈ကိုလေးကိုတလေးလေးတလေးတို့ဘိုင်ဘာမတဲ့ဆက်သွဲမေးမြန်းနိုင်ပါတယ် ကြာသာရင်းသားသမီးများတွေတပတ်စာဟောစတဲ့ဒီရက်တွင်တွင်မှာအောင်မြင်မှုတွင်တန်းစီနေမယ်ဆုံးရှုံးထားတာတွေပြန်ရတတ်တယ်မျက်နာခဲ့သမျှအတွေ့အကွင့်အေးကောင်းတွေပြန်ရတတ်ပါတယ်မိသားစုတွေကအလုတ်ကိစ္စပညာရေးကိစ္စဝမ်းသာစရာကြုံရမယ်အခြေအိမ်တော်ရေးအထင်ငော့ဖြစ်နေတာတွေအဆင်ပြေသွားမယ်ကောင်းဆောင်အပြောင်းလဲတွေဖြစ်လာမယ်လူကြီးမိဘဆရာသမားတွေစီကထိထိရောက်ရောက်အကူအညီကောင်းတွေရတတ်ပါတယ်အလုတ်အခွင့်အလမ်းကောင်းတွေပေါ်လာမယ်လက်ရှိလုပ်ငန်းကိုတိုးချဲ့တာလုပ်ငန်းသစ္စာတွေလုပ်တယ်ပါတယ်မိလျက်စစ်အနေ င်မတော်တဆထိခိုက်မိတာတွေတော့သတိထားဖို့လိုပါတယ်အဖူးရန်ပစ္စည်းတွေပြတ်တက်ထွက်တတ်တယ်မဖြစ်စလောက်ကိစ္စနဲ့ကြီးကြီးမားမားပြောဆိုဖြစ်ခြင်းရတယ်ပါတယ်မွေဟိုအကြောင်းပြုပြီးညှင်းခုံရတာတွေဖြစ်တတ်ပါတယ်အထင်ကအနောက်ရှယ်တွေချားတဲ့ကတိုးတက်အောင်မြင်မှုတွေခံစားရမယ့်ကာလဖြစ်ပါတယ်ကံကောင်းစေသောကဏ္ဍများမှာကိုးနှစ်ကဏ္ဍများဖြစ်ပါတယ်ရန်လေရလိုအပ်နေသူများကိုစေဝါဒါနပြု၍စူတောင်းလိုက်ပါလေဇာသာဝိသားသမီးများလုံးကိုစိတ်နှဖျားစမ်းမချမ်းသာကြပြီးကံညာဝရိယသုံးချက်လုံးအောင်ကျူးမန်းတော်မူနိုင်ကြပါစေဇာသာ ဗရီသားသမီးများတွေတိုက်ဆိုင်မှန်ကန်မကကွမ်းမံမှာတခုရေးပေးခဲ့ပြီးအခြားသူများလည်းသိနိုင်ဖို့အတွက်မျှဝေပေးခဲ့နော်မိတ်ဆွေတို့ရဲ့ကကြတွေကိုဆရာစင်အောင်နေနဲ့ဗီဒီမီမြန်ဆွေးနွေးတိုင်မဲ့လို့တဲ့အခါ၃ညကို၈ကိုလေးကိုတလေးလေးတလေးတို့ဘိုင်ဘာမတဲ့ဆက်သွယ်မေးမြန်နိုင်ပါတယ် ောက်ကြားသားသမီးများတွေတပတ်စာဟော့စတန်ဒီကတွေအတွင်းမှာခီးတွေအောင်မြင်မယ်ရဝေးကအဆက်အသွယ်ကောင်းတွေလည်းရတတ်ပါတယ်လက်ရှိအလုပ်အပြင်လုပ်ငန်းအစီအစဉ်အသစ်တွေပေါ်လာမယ်အလုပ်တွေတိုးချဲ့တဲ့အချိန်မှာပဲအောင်မြင်သလောက်မနာလိုသူတွေပေါ်လာမယ်တန်ဖိုးကြီးကြီးပစ္စည်းတွေဝင်မယ်မိတ်ဆွေမောင်နှမများရဲ့အခြေရေးကိစ္စမင်္ဂလာကိစ္စတွေမှာဝင်ရောက်ကူညီရတတ်ပါတယ်နေရာထိုင်ခင်းကိစ္စနဲ့ပတ်သက်တဲ့ကိစ္စအဆောက်အဦကိစ္စတွေအဆင်ပြေအောင်မြင်မယ်ကောင်းသော အပြောင်းအရွှေ့တွေကြုံတတ်ပါတယ်အိမ်သူအိမ်သားတွေကအလုပ်မှာပြဿနာခက်ကြီးကြီးဖြစ် ဖြစ်ရှင်းရတာငွေခွင့်ရင်းကောင်းလက်လွတ်သွားတာမျိုးကြုံရတာပါတယ်အခြေအိမ်အောင်ရေးမှာအိမ်ကြီးချင်းကြောင့်လူကြီးမိဘကြောင့်အထင်မြင်လွဲတာပါတယ်ဘေးရောက်ဝင်းရှုပ်လို့ပူဆို့သွားတာပါတယ်ယောဂဝေဒနာတစ်ခုကတော့ပျောက်မဲမတည်ပျောက်သွားမယ်အချိုးဘေးကံကောင်းစေသောကဏ္ဍများမှာ၃ခွနဲ့ကဏ္ဍများဖြစ်ပါတယ်ရရရကလေးငယ်များကိုကစားစရာလက်ဆောင်ပေး၍စူတောင်းလိုက်ပါလေတောက်ချာသားသမီးများလုံးကိုစိတ်နှပြန်ကြမ်းမှချမ်းသာကြပြီးကံညာဝရိယအသုံးချက်လုံးအောင်ကျိုးပန်းတော်မူနိုင်ကြပါစေတောက်ချာသားသမီးများတွေတိုက်ဆိုင်မှန်ကမှာကကွန်မ မတ်မှာတခုရေးပေးခဲ့ပြီးအခြားသူများလည်းသိနိုင်ဖို့အတွက်မျှဝေပေးခဲ့နော်။မိတ်ဆွေတို့ရဲ့ကကြက်တွေကိုဆရာဇင်ယောနီနဲ့ဗီဒီယိုမြန်ဆွေးနွေးတိုင်ပွဲလုပ်တဲ့အခါတုံညာကိုရှီကိုလီကိုတလေးလေးတလေးတူဘိုင်ဘာမတဲ့ဆက်သွင်းမေးမြန်းနိုင်ပါတယ်။ စနေသားသမီးများတွေတပတ်စာဝတ်စတန်ဒီရတွေတွင်မှစိတ်တွေတအားရှုပ်ထွေးနေမယ်အမမာရင်ရင်တွင်လုံးမိပြောမိတတ်တယ်အရေးကြီးတဲ့ကိစ္စတိုင်းညှိနှိုင်းတိုင်ပင်ပြီးမှလုပ်တယ်ပါတယ်ခရီးတို့တွင်တစ်ခုပြီးတစ်ခုသွားနေရတတ်တယ်သူတို့ဘာအတွက်ပါခရီးတွေသွားရမယ်ဂျာဝေးကအလုအဆက်သွင်းခွန်လန်းကောင်းတွင်ပေါ်လာတတ်ပါတယ်ဘာသာရေးနဲ့ပတ်သက်တဲ့အလုပ်တွေလည်းလုပ်ရတတ်တယ်မိဘဆရာသမားများစီကအကူအညီကောင်းတွေရရှိမယ်ဆွေမျိုးမိတ်ဆွေတွေကယာရုတက်တဲ့တဲ့တင်ချီစုကြီးပေါက်တဲ့တဲ့တင်စသဖြင့်ဝမ်းသာစရာကြုံ းဝကြားရတတ်ပါတယ်ပစ္စည်းတစ်ခုအတွက်စကားများဖြည့်ရှင်းရတာထင်လွဲဆွဆွဲခံရတာအတူအထောင်ကြောက်တွင်းခံရတာမျိုးတော့တရိပ်ပြူပါအိမ်မဆိုးတွေမတ်တာအောက်လက်ငယ်သားတို့ကလေးတို့ကိုအကြောင်းပြုပြီးပြောဆိုဖြည့်ရှင်းရတတ်ပါတယ်ကိုယ်ရန်လုံနေသူရက်တန့်သွားမယ်အချွေအိမ်တော်ကြီးမှာတော့ဂရိပြက်ရတတ်ပါတယ်ကံကောင်းနေသောကရမ်းများမှာငါးလီကရမ်းများဖြစ်ပါတယ်ရေရေရမိဘဆရာသမားများကိုမုံလူတန်း၍စူတောင်းလိုက်ပါလေဇနိန်သားသမီးများလုံးကိုစိတ်နှဖျားကြမ်းမှချမ်းသာကြပြီးကံညာဝရိယသုံးချက်လုံးအောင် င်ကျိုးပန်းလုံမူနိုင်ကြပါစေ။ဇနေသားသမီးများတွေတိုက်ဆိုင်ပန်းကမကကွမ်းမံမှာတစ်ခုရေးပေးခဲ့ပြီးအခြားသူများလည်းတည်နိုင်ဖို့အတွက်မျှဝေပေးခဲ့နော်။မိတ်ဆွေတို့ရဲ့ကကတွေကိုဆရာဇင်ယောနီနဲ့ဗီဒီမီမြန်ဆွနွေးတိုင်ပင်လို့တဲ့အခါ၃ညာကို၈ကိုလေးကိုတလေးလေးတလေးတူဘိုင်ဘာမတဲ့ဆက်သွယ်မေးမြန်းနိုင်ပါလေ။ ကျေးဇူးတင်ပါတယ်မြမရိုးရပါရင် channel မှာနာမည်ကြီးပေရင်ဆရာများရဲ့နေစဉ်ဟောစရံများအပတ်စဉ်ဟောစရံများလစဉ်ဟောစရံများနှစ်စဉ်ဟောစရံများနဲ့ရေရရာတို့ဟောအချိန်နဲ့တပြေးညီပုံမှန်တင်ဆက်ပေးနေလို့မြမရိုးရပါရင် channel လေးကို like and subscribe လေးလုပ်ပေးခဲ့ဖို့တောင်းဆိုပါရစေအစ်စ်တနိုင်းတည်အောင်လဲဘေးနောက်ခေါင်းလောင်းလေးကိုလည်းနှိပ်ထားပေးခဲ့ဖို့မမေ့နဲ့နော်